f n c မိုဘိုင်းလေးကို Azure တင်ပြီးသွားပြီဆိုလို့ရှိရင်ကျောတို့ရဲ့ဒီ application ရဲ့အသုံးပြုပုံ setting လေးတွေကိုကျွန်တော်တို့အပိုင်း၅ပိုင်းခွဲပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်အပိုင်း၁ကပါလဲဆိုရင်ကျွန်တော်ဒီဘက်ကအပိုင်းပေါ့နော်မျက်နှာပြင်ဒီဘက်ကအပိုင်းပိုင်း၁ပေါ့နော်ပြီးရင်ဒီအပေါ်ပိုင်းကို အပိုင်းနေပေါ့နော်ပြီးရင်ဒီဘက်ပိုင်းကိုအပိုင်း၃ပေါ့နော်ပြီးကျွန်တော်ဒီ piano ရေးတဲ့အပိုင်းကိုအပိုင်း၄ပေါ့နော်ပြီးရင်ကျွန်တော်ဒီအလဲကြီးကိုအပိုင်း၅ဆိုပြီးကျွန်တော်အပိုင်း၅ပိုင်းခွဲခြားပြီးတော့တင်ကြပြီးတော့မှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အမ်ဘယ်ကနေစတင်ကြမလဲဆိုတော့အပိုင်း၁ကနေစပြီးတင်မယ်ပိုင်း၁မှာဘာတက်တွေပါလဲဆိုကျွန်တော်ဒီအပေါ်ကဒီမဲ့ဘေးဆုံးမှာတက်လေးရှိတယ်အဲ့ကောင်လေးချက်နေမယ်အဲ့ကောင်လေးပုံကျွန်တော်ပါပုံမလဲဆိုတော့ဒီမှာသူရဲ့ original ပါတယ် demo sound တွေပါမယ် project တွေပါမယ် setting တွေပါမယ် short တွေပါမယ် file တွေပါမယ်เนาะဒီမှာကြော်တာ sound တွေပါမယ် နော်ပြီးတော့တက်ထွက်လို့ရရင်မတူရဲ့အဆောင်းတွေဒီကိုဒီတာအဆောင်းတွေအဲအများကြီးပဲရှိမယ်ပြီး project ဒီ project လေးတွေရှိမယ်ပြီးကြောဒီမှာ setting setting ဆိုတာကျွန်တော်ဘာကြီးလဲဆိုတော့ဥပမာဒီမှာ midi change တဲ့လူတွေအတွက်ပြီးရင်ဆောင်းမှုဆောင်းဟုဘယ်ပုံစံမျိုးနဲ့ထွက်မှာလဲပေါ့နော်ပြီးရင်ကြောလို့နောက်တစ်ခါဘာလဲဆိုတော့ဒီမှာ recording အတွက်အချိန်ကြီးမှုတွေပြင်ကြောဒီမှာဒါကြောင့်ကျွန်တော်တို့ရဲ့ color ပြောင်းလေးလေးပေါ့နော်ဒါဆိုကျွန်တော် color လေးပြောင်းသွားပြီအဲဒါ color ပြောင်းလေးလေးပြင်ကြောဒီမှာအဲ screen ဆိုတာကကျွန်တော်တို့သူ့ရဲ့ အရွယ်စားပမာဏပေါ့နော်ဒီကောင်ကြီးကြီးလိုချင်ကျွန်တော်တို့ zoom ပုံစံမျိုးပဲပေါ့နော် screen ဆိုတာအဲ့လိုလုပ်လို့ရတယ်ဒီကောင်လေးတွေကဘာလို့ဖွင့်တာဆိုတော့ကျွန်တော်အောက်မှာ key လေးတွေပုံအောင်လို့ဖွင့်ပေးတာပါဒီကောင်လေးတွေအားလုံးဖွင့်ပေးလို့ရတယ်ဟုတ်ပြီးရင်ဒီကောင်လေးကကျွန်တော်တို့အဲ back end လုပ်တဲ့ကောင်လေးဖြစ်ပါတယ်ပြီးရင် short ဆိုတော့ကျွန်တော်ပြောနေတောင်းနေလူတွေအတွက်တော့ဒါကတော့ကျွန်တော်ပုံမှန်တိုင်းဆိုရင်ဝယ်ရတဲ့ဟာတွေပေါ့နော်ဒီကောင်မှာဆိုရင်ကျွန်တော်တို့ဝယ်ရမလို့ဝယ်ဖို့လေမလို့အားလုံးက credit ရပြီးသား fee ရပြီးသားပေါ့နော်ပြီးနေမှာကျွန်တော်တို့ file file ကတော့ကျွန်တော်အနေနဲ့အရင်မတုံးဘူးပေါ့နော်အဲ့တော့ထားလိုက်ပါ အပြင်ကျွန်တော်ဒီဘက်လေးကိုနောက်လက်နဲ့နောက်ချက်ထောက်လိုက်မယ်။ Okay ဒါဆိုကျွန်တော်ပထမအပိုင်းတစ်ပိုင်းပြီးသွားပြီ။ဆောင်းရဲ့ project ရဲ့ setting ရဲ့ဆောင်းရဲ့ project ရဲ့ setting ရဲ့ short ရဲ့ file ရဲ့ပေါ့နော်။အဲ့ဒီပြီးသွားပြီ။ပြီးကျွန်တော်နောက်တစ်ခုကပါရှိမယ်ဒီအလဲကောင်မှာမြားလေးတွေ့လာမယ်ဒီအလဲကောင်မှာအမြားလေးကျော်ချက်နိုင်မယ်။အဲ့တော့ဒီကောင်ပါရင်လဲဆိုကျွန်တော်အတန်တစ်ခုပုံမူတည်ပြီးတော့ effort တွေပေါ့နော်။ effort တွေထည့်လို့ရတဲ့ဟာတွေ effort တွေအများကြီးထည့်လို့ရမယ်။ နော်ကျွန်တော်ဒီမှာအဖက်တွေအများကြီးအတန်းတွေအများကြီးကိုကျွန်တော်ချိန်ကြီးလို့ရမယ်ပေါ့နော်အဲအားလေးတွေကိုလုံလို့ရတယ်ပဲနော်ဒါဒုတိယတစ်ခုပဲဒုတိယတစ်ခုမှာအဖက်တွေကိုပဲအဖက်တွေအများကြီးရပြပဲအဖက်ကိုထည့်မလဲပါညာဆိုတော့ဒရမ်မာလည်းဘယ်လိုမျိုးဖက်တွေရှိမလဲကျွန်တော်ပီယာနိုမာလည်းဘယ်လိုမျိုးဖက်တွေရှိမလဲဆိုတော့ဒီခုနှစ်ခုမတူအဲ့တော့အဖက်တွေထည့်လို့ရတာလေအများကြီးရှိတယ်โอเคเนาะအားဖြင့်ကျွန်တော်တို့ကပါဆိုတော့ဒီအောက်မှာတက်ချေကပုံလေးရှိမယ်ပေါ့နော်တက်ချေကပုံလေးနှိမ်ပြောက်သွားအောင် ဒါကကျော်တဲ့ power 1ပေါ့နော်အကျွန်တော် setting ရဲ့ power 1ပါဒါလေးကိုကျွန်တော်ကျိုးစင်ကျော်ဒီမှာပေါ့ဗျာ piano ရှိတယ်မကျော်ဒီအမားလေးကိုနှိပ်မိလိုက်တယ်ပေါ့အမားလေးနှိပ်မိတဲ့အချိန်မှာပြန်လို့ကျွန်တော်ပျောက်သွားတယ်အော် piano ကြီးဘယ်ရောက်သွားမှမသိတော့ဘူးဖြစ်သွားတတ်တယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုအပေါ်ပျောက်လုပ်လို့ရပါတယ်နော်ဒီကျွန်တော်ပြန်ပြောမယ်နှိမ့်ချုပ်မယ်ဆိုရင်ကျွန်တော်ဒီ အဲ setting ရဲ့အပိုင်းတင်မှာကျွန်တော်တို့တခုသုံးခုပါတယ်ကျွန် project ကြီးလို့ရပါတယ် sound ကြီးလို့ရတဲ့ဟာပါတယ်ပေါ့နော်ပြီးနောက်တစ်ခုကပါလဲဆိုတော့ဒီမှာသူ effect တွေထည့်လို့ရတဲ့ဟာပါမယ်နောက်တစ်ခုပါလဲဆိုတော့ဒီအောက်က row ကြီးကိုအဖြောက်အတက်လုပ်လို့ရတယ်ဒါတော့ကျွန်တော်ရဲ့အဲ effect remove ရဲ့ setting အပိုင်းတင်ပေါ့နော်အဲဒီကောင်လေးကိုကျွန်တော်ဒီမှာပဲရှင်းလိုက်မယ်ပြီးရင်2 3 4 5 6 7 8 9 10ပါတယ်